မင်္ဂလာပါခင်ဗျာ Revelu Burma News Channel ကနေပြီးတော့ဇန်နဝါရီလ16ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းရွှေပြည်သာမြို့နယ်မှာဘုံမူကြီးဟောင်းနဲ့ကြံ့ဖို့အမတ်ဟောင်းတင်မောင်ဦးကပန်းချံနဲ့အများပြည်သူပိုင်းမြေခွက်များကိုတင်ယူပြီးတော့ ဂရန်အမည်ဖောက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်အာဏာသိမ်းပြီးတဲ့နောက်2022ခုနှစ်ကစတင်ပြီးတော့ဘုံမူကြီးဟောင်းလဲဖြစ်ကြဖို့ပါတီအမတ်ဟောင်းလဲဖြစ်သူတင်မောင်ဦးနဲ့အဖွဲ့ကရွှေပြည်သားမျိုးနဲ့အတွင်းမှာရှိတဲ့ဥယျာဉ်မြေကွက်များမိသားမြေကွက်များစကြံမြေများနဲ့မြေလွတ်များကိုဂရန်အမည်ဖောက်ပြီးတော့ရောင်းစားမှုများလုံဆောင်လာခြင်းဖြစ်တယ်လို့သိရပါတယ်အခုလိုမျိုးပြည်သူပိုင်းမြေကွက်များကိုဂရန်အမည်ဖောက်ပြီးတော့ရောင်းစားရမှာထွေအုပ်စီပင်ရန်ကုန်တိုင်းစစ်ကောင်းစီမြေစရင်စစ်တပ်ဗျူဟာမှုတို့ပါဝင်ပတ်သက်နေတယ်လို့သိရပါတယ် ်ဦးတင်မောင်ဦးဆိုတာကအရင်ကဘုံမူကြီးဟောင်းကျန့်ဖို့ပါတီရဲ့ရွှေပြည်သားကိုယ်စားလှယ်လည်းဖြစ်ပါတယ်နောက်ပြီးတော့ဦးရွှေမန်းပါတီမှာအမတ်ဝင်ပြိုင်မှုအတွက်လုပ်တယ်ဦးတင်မောင်ဦးကရွှေပြည်သားမှာစိမ့်လက်ဝေစေယုံကိုလည်းထူထောင်ထားပါတယ်သူကဌာနအလုံးနဲ့ပေါင်းပြီးတော့မြေခွက်တွေကို grand army ဖောက်ပြီးတော့ရောင်းစားနေတာပန်းညာနေလဲကုန်ပြီလို့ရွှေပြည်သားမြို့နယ်ထွေအုပ်တရင်အေးမြစ်ကပြောဆိုထားပါတယ်အလားတူပဲမယန်းကုန်းမြို့နယ်အမတ်နဲ့ရက်ကွက်မှာရှိတဲ့အထက်ဘဟုလန်းရခင်ကဥပဟန်လန်း ်ပကန်းဇာလန်းနဲ့ဥတော်လန်းကြားမှာရှိတဲ့နှစ်ပေါင်း55နှစ်ကြာတည်ရှိခဲ့တဲ့အများပြည်သူပိုင်တောက်ရေကန်ကိုစစ်တပ်နဲ့ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့ကပူးပေါင်းပြီးတော့မြေဖို့ပြီးတည်ယူနေတယ်လို့သိရပါတယ်အဲ့ဒီရေကန်ဟာ1968ခုနှစ်အလူရှင်ပကန်းဇက်ပိုင်ရှင်ဥတော်နဲ့ဒေါ်လာခင်တို့ကအများပြည်သူတောက်သုံးရေကန်အဖြစ်နဲ့လှူဒန်းခဲ့တယ်လို့သိရပါတယ်1982ခုနှစ်မှာ အလူရှင်မိသားစုကတမီးဖြစ်သူဒေါခင်အင်းဝင်းကိုတိုင်ပြည်သူများရေတုံးဆွဲနိုင်ရတော့အပြီးပိုင်းစာချုပ်ချုပ်ဆိုပြီးတော့အများပြည်သူထံကိုထမှန်လှူဒန်းခဲ့တယ်လို့သိရပါတယ်အဲ့ဒီရေကန်ဟာနှစ်ပေါင်း80ကျော်ကရှိနေပြီးတော့ယခုအခါမှာရှင်ဥပဂௌဒရဟန္တာသတင်း300ចောင်းဆောင်ကြီးအဖြစ်လဲနှစ်ပေါင်း30ကျော်ခန့်ရှိနေပြီဖြစ်တယ်လို့သိရပါတယ်ယခုအခါမှာတောက်ရေကန်အစားရက်ကွက်အတွက်မိသက်တဘာဝရေကန်အဖြစ်နဲ့တတ်မှတ်ထားတဲ့တရားဝင်ရေကန်ကြီးလည်းဖြစ်ကြောင်းသိရှိရပါတယ် စစ်တပ်ကအမှတ်နဲ့ရက်ကွက်အုပ်ချုပ်ရေးမှုအောင်မြိုင်ယာယီမှုမင်းဆုံစစ်သားလူတွေခင်မောင်ဝင်းတို့ပူးပေါင်းပြီးတော့ရက်ကွက်နေပြည်သူများရဲ့မိသက်ရေကန်အဖြစ်အသုံးပြုနေတဲ့အဲ့ဒီရေကန်ကြီးကိုမြေဖို့ရောင်းချမဲ့ကိစ္စကိုသဘောတူညီကြောင်းပြည်သူများကိုအတင်းအကျပ်လက်မှတ်ရေးထိုးခိုင်းနေတယ်လို့ရက်ကွက်နေပြည်သူများထံကသိရှိရပါတယ်ဒီရေကန်ကြီးကနှစ်ပေါင်း80ကျော်ရှိနေပါပြီ။ရှင်ဥပဂௌဒ္ဓယဟန်တော်ဖောင်ကြီးနဲ့အများပြည်သူတွေကုသိုလ်ပြုရနေရဖြစ်ပါတယ်။ ပကံဆက်ပိုင်ရှင်ကအစဥတော်ကလို့ထင်ရှားတဲ့တထွေးကြီးကအများအတွက်တောက်ရေကန်အဖြစ်နဲ့လှူဒန်းခဲ့တဲ့တောက်ရေကန်ကိုမြေဖို့ဖျက်ဆီးဖို့လုပ်နေတာပါရောင်းစားမဲ့အကြံစီပေါ့ဗျာလို့ရက်ွက်နေပြည်သူတို့ကတိုင်ကြားထားပါတယ်အဲ့ဒီတောက်ရေကန်ကိုမြေဖို့ရောင်းချရန်စစ်အာဏာသိမ်းပြီးကစား2021ခုနှစ်ကလည်းလှုပ်ဆောင်ခဲ့တော်လဲရက်ွက်နေပြည်သူများကဝိုင်းဝန်းတားမြစ်ခဲ့တဲ့အတွက်ရက်ဆိုင်ခဲ့ရတယ်လို့သိရပါတယ်လက်ရှိအချိန်မှာတော့အဲ့ဒီရေကန်ကိုမြေဖို့ရောင်းချရန်စစ်တပ်နဲ့ပူးပေါင်းလှုပ်ဆောင်နေတဲ့အတွက် တားရဲတဲ့သူမရှိပဲဖင်အားဆိုင်လှုပ်ဆောင်နေခြင်းဖြစ်တယ်လို့ရက်ကွက်နေပြည်သူများကပြောပါတယ်2022ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့စစ်အာဏာသိမ်းပြီးတဲ့အချိန်ကစတင်ပြီးတော့ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့မြို့နယ်များမှာစစ်တပ်နဲ့ကြံ့ဖွဲ့များစစ်အရာရှိဟောင်းများပူးပေါင်းပြီးတော့အများပြည်သူပိုင်းမြေကွက်များပန်းချံများကိုသိမ်းယူပြီးတော့ဂရန်အမီဖောက်ပြီးရောင်းချနေမှုများအကြီးအကျယ်ဖြစ်ထွန်းနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းမြိုင်မြို့နယ်ကဏီပြူစောတိရွာကိုရိတ်ခါလာပို့တဲ့အကြမ်းဖက်ဆက်တပ်စစ်ကြောင်းကို6ရက်ကြာကြားဖြတ်တိုက်ခတ်ရာစစ်ကောင်စီတပ်သား10ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ23ရက်နေ့ကနေပြီးတော့18ရက်နေ့အထိမြိုင်မြို့နယ်ကဏီပြူစောတိရွာကိုရိတ်ခါလာပို့တဲ့အကြမ်းဖက်ဆက်တပ်စစ်ကြောင်းကိုတွန်လိုင်းတပ်ဖွဲ့များကလမ်းတရှောက်ကိုလိုက်လတိုက်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲများအတွင်းမှာဇန်နဝါရီလ18ရက်နေ့နဲ့18ရက်နေ့မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲများဟာအလွန်ပြင်းထန်ခဲ့ပြီးတော့အကြမ်းဖက်ဆက်တပ်စစ်ကြောင်း 那苦了我。 တော်လိုင်းတပ်ဖွဲ့များကပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းကြောင့်အကြမ်းဖက်စစ်တပ်က MI-35 နဲ့ Jet Fighter များနဲ့နှစ်ရက်ဆက်တိုက်ပြေကူပေးပြီးတော့တိုက်ခိုက်ခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲများအတွင်းမှာအကြမ်းဖက်စစ်တပ်ကစစ်ကောင်းစီတပ်သား10ဦးသေဆုံးပြီးအယောက်90ထိခိုက်ဒဏ်ရာရရှိကဒဏ်ရာရရှိတဲ့လူတွေထဲကအယောက်30ဟာလည်းအခြေအနေစိုးရိမ်ရတယ်လို့သိရပါတယ်။တော်လိုင်းတပ်ဖွဲ့ဝင်များဘက်ကရဲဘော်9ဦးမစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ကန်ဒီကိုရိတ်ခါလာပို့တဲ့စစ်ခွဲစစ်ကြောင်းကိုလမ်းတလျှောက်လိုက်လံတိုက်ခိုက်ခဲ့တာပေါ့။18ရက်နေ့နဲ့18ရက်နေ့တိုက်ပွဲတွေက ကတော့ခွဲစစ်ကြောင်းကိုပိတ်ဆို့တိုက်ခိုက်တာဆိုတော့တိုက်ပွဲကတော်တော်ကိုပြင်းထန်ခဲ့တယ်။စစ်ခွေးလေရင်တွေကလည်းနှစ်ရက်ဆက်တိုက်လာရောက်ပြီးတော့ဘုံကျဲပစ်ခတ်တာတွေရှိတယ်။တိုက်ပွဲမှာတော့စစ်ခွေးတွေဘက်ကဖရဲသီးရဲ့သတင်းအရစစ်ခွေး၁၀ကောင်သေးတယ်။အကောင်90ဒဏ်ရာရတယ်လို့သိရတယ်။အဲ့ဒီဒဏ်ရာရတဲ့တွေကစစ်ခွေးအကောင်30ကတော့ဒဏ်ရာပြင်းထန်တယ်လို့သိရတယ်လို့ဗီတာပြောက်ကြားတပ်ဖွဲ့ကကိုဗစ်တာကရှင်းပြထားပါတယ်။၎င်းတိုက်ခိုက်မှုကိုတိုက်ရင်း2 6 9 14 15 7ခွန်ပကဖတိုက်ရင်း1ဒေါင်းနဲ့ MG နဂနီဆင်ရလင်းမွေ8 plus ရင်းမာပြေ28တိုင်ရဲ့အညာမြေပြောက်ကြားတပ်ဖွဲ့လျှက်စီးပြောက်ကြားတပ်ဖွဲ့ဗစ်တာပြောက်ကြားတပ်ဖွဲ့မြိုင်ပကဖတို့ကပူပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်။ဒါ့အပြင်အကြမ်းဖက်စစ်တပ်ရဲ့ရိတ်ခါစစ်ကြောင်းဟာတိုက်ပွဲအတွင်းမှာအထိနာသွားပြီးတော့ဇန်နဝါရီလ16ရက်နေ့ည6:00နာရီခန့်ကစတင်ပြီးတော့ကျောင်းကုန်းရွာကနေအိမ်အလုံး20နဲ့တန်ဟရာချံရွာကနေအိမ်၄လုံးကိုမိရှို့ဖျက်ဆီးခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်မင်းတပ်မြို့ခလာရနှစ်ခွန်လေးတိုင်ရင်ကနေစစ်ရှုံးပြီးစခန်းကနေဆုတ်ခွာထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုမကွေးတိုင်းရောဒေတာအခြေပြုဘူဟာအမတ်87ရောဘူဟာက၃ချိန်တိုင်တိုင်ဖမ်းဆီးရမိခဲ့ရာစစ်ကောင်စီတပ်သားများနဲ့မိသားစုဝင်16ဦးအထိရှိလာပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ချင်းညောင်မဟာမိတ်များက2024ခုနှစ်ဒီဇင်ဘာလ22ရက်နေ့မှာခလိုက်ရနှစ်ခွန်လေးတရင်ကိုအပိသက်သိမ့်ပိုင်နိုင်ခဲ့ရအဲ့ဒီတပ်စခန်းကနေစစ်ကောင်စီတပ်သားများဟာလက်နက်ချအလင်းဝင်ရောက်မှုတွေရှိသလို့ မကွေးတိုင်းဘက်ကိုထွက်ပြေးသွားတာတွေလည်းရှိတယ်လို့သိရပါဗျ။အခုလိုမျိုးထွက်ပြေးသွားတဲ့လူတွေကရောဗျူဟာကဒီဇမလ28ရက်နေ့မှာစစ်ကောင်စီတပ်သား၈ဦးနဲ့မိသားစုဝင်၄ဦးစုစုပေါင်း12ဦးကိုပထမအကြိမ်ဖမ်းဆီးရမိခဲ့ပြီးတော့ဒီဇမလ31ရက်နေ့မှာစစ်ကောင်စီတပ်သား3ဦးကိုထပ်မံဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့ဇန်နဝါရီလ15ရက်နေ့မှာမင်းတပ်မျိုးကနေထွက်ပြေးလာတဲ့စစ်ကောင်စီဘက်ကတပ်ချက်2ဦးကိုလည်းထပ်မံဖမ်းဆီးရရှိခဲ့တယ်လို့ကိုပကံကပြောပါဗျ။ တောထဲမှာပုံအောင်ပြီးမှလွတ်မယ်ထင်ပြီးပေါ်လာကြတာနေမှာပေါ့လက်နက်တွေမပါလာဘူးလမ်းမှာဖွဲ့ထားခဲ့ကြတယ်လို့ကိုပကံကပြောပါတယ်အဲ့ဒီဖမ်းမိထားတဲ့စစ်ကောင်စီတပ်သား12ဦးနဲ့မိသားစုဝင်4ဦးစုစုပေါင်း16ဦးကိုရောနယ်တနေရာမှာစစ်ဥပဒေနဲ့အညီဖမ်းဆီးထိန်းသိမ်းထားကြောင်းကိုလည်းရောပြူဟာကအသိပေးထားပါတယ်ရောပြူဟာကဂံကောခရိုင်အမှတ်73 76 78 78နဲ့တိုင်ရင်5ခုကိုစုဖွဲ့ထားခြင်းဖြစ်ပြီးတော့ရောဒေတာအတွင်းမှာစစ်ကောင်စီတပ်များကိုတိုက်ခိုက်လျက်ရှိတယ်လို့သိရပါတယ် ချင်းညီနောင်မဟာမိတ်တပ်များရဲ့မင်းတပ်မျိုးသိမ်းတိုက်ပွဲမှာစစ်ကောင်စီတပ်သားနဲ့ရဲအများအပြားကိုစစ်တုံးမှန်းအဖြစ်နဲ့ဖမ်းဆီးနိုင်ခဲ့ပြီးတော့လက်နက်ခဲယမ်းများစွာကိုလည်းပိတ်ပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။မင်းတပ်မျိုးသိမ်းပိုက်ပြီးတဲ့နောက်နယ်မြေချင်းဆက်ဆက်နေတဲ့ကံပတ်လက်မျိုးကစစ်ကောင်စီတပ်သားများနဲ့ရဲများဟာလည်းမျိုးကိုစွန့်ခွာသွားရာချင်းညီနောင်ကဒီဇမလ22ရက်နေ့မှာကံပတ်လက်မျိုးကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီကံပတ်လက်မျိုးကထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်းရောဒေသမှာရှိတဲ့တော်လိုင်းတပ်ဖွဲ့များကတိုက်ခိုက်ခြင်းအရှင်ဖမ်းမိခဲ့တဲ့ဖြစ်စဉ်များလည်းရှိခဲ့ ဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့မကွေးတိုင်းမြိုင်မြို့နယ်မှာရှိတဲ့ကျေးရွာနှစ်ရွာကိုအကြံပတ်စစ်တပ်က၁၈ရက်နေ့ညပိုင်းကမိရှုဖျက်ဆီးခဲ့ခြင်းကြောင့်နေအိတ်အလုံး၂၀ကျော်မိလောင်ပြချခဲ့ရပြီးကျမကြီးမကောင်းပဲအိမ်မှာကြံနေခဲ့တဲ့ပြည်သူများကို PDF တပ်ဖွဲ့များကကယ်ထုတ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ၁၈ရက်နေ့ည၆နာရီခန့်ကစတင်ပြီးတော့မြိုင်မြို့နယ်မှာရှိတဲ့ကျောင်းကုန်းရွာနဲ့တန်ဟရာချမ်းရွာကိုအကြံပတ်စစ်တပ်ရဲ့ရိတ်ခါပို့စစ်ကြောင်းကဝင်းရောက်စီးနှင်းပြီးတော့ ပြည်သူပိုင်နေအိမ်များကိုဇက်တိုက်မိရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါဗျ။အကြမ်းမဲ့စစ်တပ်ရဲ့မိရှို့ဖျက်ဆီးမှုကြောင့် ကြောင်းကုန်းရွာကနေအိမ်အလုံး20နဲ့တန်ဟရာချံရွာကနေအိမ်၄လုံးမိလောင်ပြချခဲ့ရပြီးတော့နေအိမ်အတွင်းမှာကျမကြီးမကောင်းလို့ကြံနေခဲ့တဲ့တကြီးရွယ်အိုပြည်သူများကို PDF တပ်ဖွဲ့ဝင်များကလိုက်လံကယ်ထုတ်ခဲ့တယ်လို့သိရပါဗျ။ကန်နေပြူစောတိရွာကိုရိတ်ခါလာပို့တဲ့စစ်ခွေးစစ်ကြောင်းကကြောင်းကုန်းရွာနဲ့တန်ဟရာချံရွာကိုမိရှုပ်ဖျက်ဆီးသွားတာပြည်သူပိုင်နေအိမ်25လုံးမိလောင်ပြချသွားတယ်စစ်ခွေးတွေကထွက်သွားပြီးနေအိမ်မှာကျမကြီးမကောင်းလို့ကြံနေခဲ့တဲ့တကြီးရွယ်အိုပြည်သူတွေကိုတော့ကျွန်တော်တို့ PDF ရဲဘော်တွေကလိုက်လံကယ်ထုတ်ပေးခဲ့ပါတယ်လို့ဗီတာပြောက်ကြားတပ်ဖွဲ့ကကိုဗီတာကပြော ဆိုထားပါတယ်အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာမြန်မျိုးဘော်ကကနေပြူစောတိရွာကိုရိတ်ခါလာပို့တဲ့စစ်ကြောင်းဖြစ်ပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်များကလမ်းတလျှောက်လိုက်လံတိုက်ခိုက်ခဲ့ခြင်းကြောင့်စစ်တပ်ကထိခိုက်ဒေဆုံးမှုတွေများပြားပြီးစစ်ကြောင်းအထိနာပြီးတော့ခြေရွာများကိုဝေးအောင်စီးနေမိရှုပ်ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းတင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကူးတိုင်းပောက်ခေါင်းမြို့နယ်မှာစစ်တပ်ကစစ်မှုထမ်းရန်ပေါ်တာဆွဲဖမ်းဆီးခဲ့တဲ့အမျိုးသားတအူးဟာ တပ်ထဲမှာရိုက်နိုင်ခံရပြီးတော့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇန်နဝါရီလ10ရက်နေ့ညတကောင်းရံအချိန်ဘကိုးတိုင်းအနောက်ပိုင်းပြည်ခရိုင်ပေါက်ခေါင်းမြို့နယ်ပြည်ပေါက်ခေါင်းလမ်းတောင်စင်းဝအနီးဝေလူဝံရွာက အမျိုးသား3ဦးကိုစစ်တပ်ကဝင်ရောက်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးဖမ်းဆီးခံရတဲ့အမျိုးသား3ဦးတည်းက တယောက်ကတော့ထွက်ပြေးလွတ်မြောက်သွားတယ်လို့သိရပါတယ်။ကျန်တဲ့တယောက်ကလည်းမျက်လုံးတစ်ဖက်မရှိတဲ့အတွက်စစ်တပ်ကပြန်လည်လွှတ်ပေးလိုက်တယ်လို့သိရပါတယ်။နောက်ဆုံးချက်ရနေတဲ့တအူးတဲကသာစစ်တပ်ကပြည်မြို့မှာရှိတဲ့စူးစောင်းရေးတပ်ထဲကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။ဇန်နဝါရီလ16ရက်နေ့မှာအဲ့ဒီဖမ်းဆီးခံရတဲ့အမျိုးသားဟာပြည်မြို့မှာရှိတဲ့ခလိုက်ရ14စူးစောင်းရေးတပ်အတွင်းမှာရိုက်နှက်ခံရပြီးတော့တေဆုံးသွားတဲ့အတွက်မိသားစုထံကိုအလောင်းပြန်လာယူရန်အတိပေးအကြောင်းကြားလာတယ်လို့သိရပါတယ်။ဒါကြောင့်ဇန်နဝါရီလ18ရက်နေ့မှာကျန်းရည်သူမိသားစုကတွားရောက်ပြီးတော့အလောင်းယူပြီး နေချင်းပြီးကြိုလိုက်ရတယ်လို့သိရပါဗျ ဖမ်းတာက၃ယောက်ထဲမှာတယောက်ကထွက်ပြေးသွားတယ်။ကျန်တဲ့တယောက်ကတော့မျက်စိတစ်ဖက်မရှိလို့ဆိုပြီးတော့စစ်တပ်ကပြန်လှုပ်ပေးလိုက်တယ်။နောက်ဆုံးကျန်တဲ့တယောက်ကတပ်ထဲကိုဝင်ဖို့လုံးဝငင်းနေလို့ရိုက်တက်လိုက်တာလို့သိရတယ်လို့ဒေသတွင်းသတင်းအေးမြစ်ကပြောပါတယ်။စစ်တပ်ရဲ့တပ်ဖြတ်မှုကြောင့်တေဆုံးသွားတဲ့အမျိုးသားဟာဝေလူဝံရွာကကလေးနှစ်ယောက်အဖေဖြစ်ပြီးတော့အလုချမ်းသားမဖြစ်တယ်လို့သိရပါတယ်။ပေဆုံးသူဟာစစ်မှုထမ်းရမယ့်အသက်၁၈နှစ်ကနေ၃၅နှစ်အတွင်းအရွယ်မဟုတ်ပဲအသက်ကလည်းကြီးရင်နေပြီဖြစ်တယ်လို့သိရပါတယ်။စစ်တပ်ကပြည်ခရိုင်အတွင်းမှာစစ်မှုထမ်းတပ်သားတက်များရရှိရေးအတွက်လူငယ်များက ကိုအချိန်ဟုန်နဲ့ပေါ်တာဆွဲဖမ်းဆီးမှုများအကြီးအကျယ်လှုပ်ဆောင်နေကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့ပေါ်ရပ်ကွက်တွေမှာစစ်ကောင်စစ်အုပ်စုကရရွာလုံးကျုံရေးရလာဖခေါ် အပြာရောင် uniform ဝတ်အဖွဲ့တွေကိုဖွဲ့စည်းပြီးတော့မြို့ပေါ်ရက်ကွက်အများစုမှာအဲ့ဒီအဖွဲ့တွေကိုဖွဲ့စည်းထားပြီးဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီရက်ရွာလုံးကျုံရေးရလာဖခေါ်အပြာရောင် uniform ဝတ်တဲ့အဖွဲ့တွေထဲမှာစစ်မှုရန်ဟောင်းတွေကိုပြန်လည်ပြီးတော့ခန့်ထားအသုံးပြုတာတွေတွေ့ရသလိုမိသက်ဟောင်းစီမင်းဝန်ထမ်းဟောင်းတွေလည်းပါဝင်ပြီးတော့လက်ရှိမှာတော့လက်နက်ထုတ်မပေးသေးပဲစစ်ကောင်စီအုပ်စုလက်အောက်ခံရဲပြူစောထီတွေနဲ့အတူလမ်းမပေါ်မှာပြည်သူတွေကိုဖမ်းဆီးဆက်ဆဲငွေညစ်ရနေရတဲ့ အစင်းစစ်တဲ့နေရာတွေမှာအတုံးချနေတယ်လို့သိရပါဗါးပလဖပြည်သူလုံခြုံရေးဆိုလာပါလာတော့မသိဘူးဖွဲ့ထားတယ်အပြာရောင်ယူနီဖောင်းအဝတ်တွေနဲ့ဒီအပိုင်းအစစ်ဆေးတွေမှာတုံးလာတယ်ဖုန်းတွေကိုပါယူစစ်နေတယ်လို့မြို့ကအမျိုးသားတို့ကပြောပါတယ်အခုဇန်နဝါရီလဒုတိယဘက်ကစပြီးတော့မန္တလေးမြို့ပေါ်နေရာအနှံ့လမ်းကောင်းလမ်းလာပြည်သူတွေကိုတားဆီးစစ်ဆေးမိုက်ကြီးခွဲရာ စစ်စငွေညစ်ရပေါ်တာဆွဲစစ်သားတဲ့စူဆောင်းရနေရာတွေမှာစစ်ကောင်စီအုပ်စုပြူစောတိမိသားတွေနဲ့အတူအဲ့ဒီရလာဖလို့ခေါ်တဲ့အပြရောင်ယူနီဖောင်းဝတ်တွေပါဝင်လာတယ်လို့ဆိုပါတယ်စစ်မှုထမ်းအငိမ့်သားတွေနဲ့ဖွဲ့စည်းထားတာပါပြည်သူလုံခြုံရေးအမိတက်ထားပါတယ်လက်နက်တက်ဆင်ပေးတာတော့မမြင်သေးဘူးလို့မန္တလေးမြေပြင်ကင်းထောက်အဖွဲ့တခုဖြစ်တဲ့ MBY Revolution ကပြောဆိုထားပါတယ်။အဲ့ဒီအပြရောင် Uniform Wear အဖွဲ့ထဲမှာစစ်မှုရန်ဟောင်းနေတာမကမိသက်စီပင်စတဲ့အဖွဲ့ပေါင်းစုံကလူဟောင်းတွေပြန်လည်ပါဝင်လာတယ်လို့မန္တလေးမြေပြင်ကင်းထောက်အဖွဲ့တစ်ခုဖြစ်တဲ့ Voice of Mandalay ် VOMBY ကလည်းပြောဆိုထားပါတယ်အဲ့ဒီအပြာရောင် uniform ဝတ်ရရလုံးလုံးရေးအဖွဲ့ကိုပြည်သူလုံးလုံးရေးနဲ့အကြက်ဖတ်နှိမ့်နှင်းရေးအဖွဲ့ဖြစ်နေစစ်ကောင်စီအုပ်စုကခေါ်ခေါ်တုံးဆွဲပြီးပြူစောတိလိုမျိုးအဖွဲဖြစ်တယ်လို့စေကောင်းစီအုပ်စုနဲ့နီးစပ်သူတချို့ကပြောပါရယ်မန္တလေးမြို့ပေါ်ရက်ွက်တွေအပါအဝင်ပတိန်ကြီးနဲ့အမရပူရမြို့နယ်မှာ အဲ့ဒီလိုမျိုးရရွာလုံးတုံရေးအဖွဲ့အမိကန်အရန်စစ်သားစုဆောင်တဲ့အဖွဲ့တွေဖွဲ့စည်းမှဖြစ်ကြောင်းစစ်ကောင်စီအုပ်စုကပြီးခဲ့တဲ့2024ခုနှစ်စက်တဘာလကတည်းကရက်ကွက်တဲ့ခြေရွာတွေမှာအစည်းအဝေးခေါ်ပြီးတော့အတိပေးပြောဆိုတာတွေလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအဖွဲ့တဲကိုဝင်ရောက်သူတွေဟာပေါ်တာဆွဲခံရတာဖမ်းဆီးငွေညစ်ခံရတာတွေကကင်းလွတ်ခွင့်ရမှာဖြစ်တယ်လို့လာစဉ်ထောက်ပံ့ခြင်းငွေရရှိမှာဖြစ်ပြီးအဖွဲ့တဲမဝင်တဲ့သူတွေကတော့လာစဉ်ခွဲတန်းကြ တ်ဆန်ပေးဆောင်သွားမှာဖြစ်တယ်လို့စစ်ကောင်စီအုပ်စုကပြီးခဲ့တဲ့စက်တမလာအတွင်းမှာလိုက်လံစည်းရုံးတာနာမည်စည်းရင်းကောက်တာတွေကိုလှုပ်ဆောင်ခဲ့တယ်လို့မန္တလေးမြို့ကန်တွေကပြောပါရယ်တရက်ကွက်ကို အမျိုးသား၈ယောက်ပါရမယ်ထောက်ပံ့ခြင်းပေးမယ်လက်နက်တပ်ဆင်ပေးမယ်ဘာမှမလုပ်ရဘူးကိုယ့်ရဲ့ရက်ွက်ကိုပဲကင်းဆောင်ရမယ်လို့ပြောတယ်လို့ပြီးခဲ့တဲ့စက်တမလကမန္တလေးမြို့အမရပူရမြို့နယ်ရွှေကြက်ရချေးရွာအုပ်စုမှာရက်ရွာလုံးကျုံရေးအဖွဲ့ဖွဲ့ဖို့အတွက်စေကောင်စီအုပ်စုနဲ့စေအုပ်စုခန့်ထားတဲ့အုပ်ချုပ်ရေးမှုတွေကစီယုံခဲ့တယ်လို့ဒေသခံတို့ကပြောပါတယ်လက်ရှိမှာစေကောင်စီအုပ်စုကအသက်35နှစ်အောက်လူငယ်လူရွယ်တွေကိုတမျိုးနယ်ကိုလူအယောက်150ကနေ200နှုန်းပေါ်တာဆွဲက စစ်သားတပ်တွေစုဆောင်းနေတယ်လို့နောက်ထပ်ပြူစောတိအဖွဲ့နဲ့ရရွာလုံးကျုံရဲအဖွဲ့တွေကိုလည်းဖွဲ့ကလူစုနေချင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခမောင်အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခမောင်မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခမောင်